ခရစ်စတန်တမန်ကျမ်းစာတွေဖတ်ဘူးတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးလိမ့်မယ်။ Jesus Christ ကမင်းကိုပါရိုက်လို့ရှိရင်ဟိုဘက်ပါကိုထိုးပေးပါဆိုတဲ့စကားနော်။ဒါတိခံမှုရဲ့အတိုင်းအတာတစ်ခုကိုဖော်ပြတာပဲ။ဂေါတမမြတ်စွာဘုရားကြတော့နော်ဟိုဘက်ပါကိုထိုးပေးပါလို့မပြောဘူးမြတ်စွာဘုရားကြတော့ဘလောက်ထိအောင်ပြောတော့ဆို။ ကကစုပမတုတ်တန်ကြရတယ်ဘယ်လိုပြောတော့ဆိုရင်မင်းကိုတဲ့ယန္တူတွေကမင်းရဲ့ခန္ဓာကိုယ်လွှာကြီးနဲ့တိုက်ဖြတ်နေတောင်းအဲ့ဒီတိုက်ဖြတ်တဲ့အပေါ်မှာစိတ်ဆိုးမိလို့ရှင်ငါစကားမလိုက်နိုင်ရရောက်တယ်လို့ဒီလိုတော့ဟောတာကနော်ဒီလိုဆိုတာဒေါသကိုအဲ့ဒီလောက်ထိအောင်သီးခံဖို့မြတ်စွာဘုရားဟောခဲ့တာကကစုပမတုတ်တန်ပါဠိရိုက်ထားတော့ဘယ်နာမလဲ နော်လွှတ်နဲ့တိုက်ထတော်မှာပဲဒီစိတ်မဆိုးရဘူးလို့ဟောခဲ့တာမြတ်စွာဘုရားဒီလိုဆိုရင်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားဒီလောကရန်နဲ့ကြုံတွေ့လာလို့ကိုယ်ဆဲကြီးတယ်ကဲ့ရဲ့ရှုပ်ချတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားလိုက်နာဖို့ရည်ဟောတယ်အေးစိတ်မဆိုးနဲ့တဲ့နံပါတ်၁ကစိတ်မဆိုးနဲ့စိတ်ဆိုးနေလို့ရှိရင်စိတ်ဆိုးမှုကြောင့်ကိုယ်ပဲအနှောင့်အယှက်ဖြစ်မယ်စိတ်ဆိုးနေသည့်အတွက်ကြောင့် ူပြောတဲ့စကားအကောင်းလားအဆိုးလားဆိုတော့မင်းမသိနိုင်ဘူးတဲ့ဒါကြောင့်မလို့မဟုတ်ရင်မဟုတ်ဘူးလို့ပဲဖြစ်ရှင်းလို့ဆိုတာဒါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပဲပေါ့ချီးမွမ်းလို့ရှိရင်လည်းထို့တူပဲဝမ်းမတန်နဲ့တဲ့ဝမ်းတန်နေလို့ရှိရင်မင်းရဲ့တိုးတက်မှုလမ်းကြောင်းကိုကိုအဟုတ်ကြီးထင်သွားတတ်တယ်တဲ့ဟုတ်တယ်ဆိုလို့ရှိရင် ဟုတ်တယ်ဝန်ခံပါတဲ့ ဒါပဲမြတ်စွာဘုရားဟောတယ်။နော်ချီးမွမ်းရင်လည်းဝမ်းမသာနဲ့ကဲ့ရဲ့ရှုပ်ကြရင်လည်းစိတ်မဆိုးနဲ့ဆိုတာဒါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပဲ။